Hello အားလုံးပဲမင်္ဂလာပါရှင်ဆရာမကြီးလူတို့တော်မှာရှိသားတော်တည်သူချစ်တော်အမှုပညာတဲ့များအပိုင်းဆက်ကိုဖတ်ပြပေးတော့ပါမယ်ရှင်ရုပ်သိမ်းမင်းသမီးဆရာပုကြီးအပိုင်းဆက်ကြီးစားမြော်ဆိုဆရာပုမတွေ့ပါဘူးတဲ့မောင်ရင်း မပစ်ပါဘူးရဲ့လို့ပြုတ်ချစ်ဦးရဲ့တဲ့စကားတန်ကို ပြုတ်ချစ်ဦးရဲ့တဲ့စကားတန်ကိုကြားရပြန်သိအခုများကွယ်မေရေကီတွင်နေနယ်အပုမယားမှရှင်တေးစင်ဟင်တို့မလာနေကြာလီဝင်းကြာလီဝင်းလွမ်းစိတ်နဲ့ဆွေငေဆွေငေအော်ကလေးဘဝထိထိခိုက်ခိုက် ဖိကပိုက်လို့ချက်ကြိုက်စာကမတုံပေါင်းမမုံပေါင်းမယုံယုံအောင်ကတိတော်လဲတအားလူကဗရံများနှစ်ဖူးစာဖျားဆူးပါစေရဲ့တဲ့သွေလေးမညိုမေနဲ့အပြူမြေခွဲမျိုးပါစေရဲ့တဲ့ကုံးဘေးထိစိတ်ရေဘေးထိစိတ်တေဘေးထိစိတ်အတန်တန်မမှန်မကန်အောင်ရဲ့အကြံတမျိုးဆော့ဆော့ညင်ညင်ရိုးရိုးမချစ် မိုးကြိုးပစ်စီလို့ဆိုသရှင်မညုံညင်ဟိုအင်းလုံးအင်းအေးတပုံးယုံလို့ကြိုက်စားကခင်ခင်လေးငင်းငင်းအလုံးစုံပုံလို့အမိုက်မကမစင်မချင်ပေးငင်းငင်းကျမမရဖြစ်သူ တမျိုးဆွေးစီဖို့အကျိုးပေးကမနဲ့လေခြင်းဗစက်ကတဖွာဖွာမပြက်ငါသူရဲ့လေမကက်လာခြင်းလို့ဖုံးမိလေ အချိန်မလာချင်းလိန်ရှာလေသူရင်ကျင်းစာရင်ဆုံးလို့ဖုံးမေ့လေလားတကိန်းကိုပြင်းငစိန်းကိုမြင်နေလေငကင်မချစ်လို့ပြစ်ခဲ့လေသလားအော်ပဝင်တဆိုင်ဆိုင်လင်မခိုက်နေတော့နေမိုက်လို့ခင်ရဟိုရမန်ကြောခါစားရေကပြောသည်များမယုံပေခဲ့လေခုံအသည်မေမနိုင်လေဘူးရွှေမှားချက်ကင်းအစင်းစားမဖက်လို့ခင်ရခင်ရတယ် ဖေမောင်ပုံးရင်ပေါ်လာပေါ်လာတယ်ပရွှေရောင်ထုံးရင်မျောပါမျောပါတယ်ဖေယတော်ရတော်ရကွယ်ကတကယ်မရငယ်တွေ့ရင်လေလေတိတ်တိတ်ချင်းမေမေခင်ပုကရွှေရွှေရင်ထုလို့အခုတည်ချင်းမရှားရှောင်ဖေမောင်ရဲ့တစ္ဆာဖြတ်ပါလို့ခွဲရက်လေတဲ့မတာတွယ်ရှင်မညာလေးစမ်းသွေဖိန်သွေဖိန် ပန်းစေဖွင်စေဖွင်ကျင်တုတ်ဖေးရင်ခင်ပုတ်မီမဲလင်မှုပွေတဲ့အိုးမကြံနိုင်ပန်းမြိုင်ကနိုင်တောတောင်လဲကျိုးဆရဲ့တူလွှမ်းရတာဘာလိုလိုနဲ့မချိုမခားသိလိုက်ပါ ထိခိုက်အောင်မောင်မကြံလုံးအင်မတန်အနိုင်ဆုံးရတယ်အမလီစိုးရွရဲ့သားဟူ၍ဖြစ်ပါသည်ဆရာပုတ်တီ မင်းသားနဲ့နှစ်ပါးသွားသည့်အခါတွင်လည်းသူသည်ယောက်ျားမင်းသမီးတမဲမိမတွင်မလုတ်တတ်သည့်အမှု အခရာ အချိန်အနှဲ့မြည်မြတ်တတ်သည့်အရှုအရှိုက်အခိုက်အမဲ့ပလောက်ပါသည့်ကိုလုတ်ပြတတ်သည်သည်မင်းသားနဲ့နှစ်ပါးသွားတွင်ဆရာပုတ်ပြောတတ်သည့်စကားလေးများမှာဖေရေရောင်၌အိုမတနာပါပြိုတပားကညာလင်ကိုတောရလိုက်ခေရ ချက်ဆရာကြိုက်ဆရာဖြစ်ပါနဲ့တစ္ဆာလေးဖွင့်မလေးနှဲ့ပါနဲ့အပေးလဲမခိုးဖဲကိုချက်ပန်းနုရောင်နန်းတုံမောင်ကစားလို့မို့ဖဝမို့မို့စကဝါနဖူးနတ်တာလူလဲမခိုးခဲ့ပါဘူးကျူးချိုမြိတ်စွာအတွေ့တာအောင်မှွေရာအောင်ထက်ပြုံးရက်လဲမခိုးမနှောလဲမခိုးစောလဲမခိုးအပြောလဲမခိုးအဆောလဲမခိုးအငိုလဲမခိုးမသွေးမဖဲအခြေတွင်စေဖို့ ကေတွေကြိုက်မိန်းကလေးကအစိမ့်ပေးတယ်လို့သဘောညွတ်စေဖို့လောကလည်းမပိုခဲ့ပါဘူးအမျိုးအစွမ်းမတူကြတဲ့ပြင် သူများထက်သာအရှူအရှိုက်အပူတိုက်တွေနဲ့အိုးကိုရဲ့ငိုမလိုပြီးမျက်ရည်တုပ်ပြီးနှစ်ခတ်စနေအုပ်၍ရုံးလုံးလည်းမဆူခဲ့ပါဘူးကျမပြုံးလို့လဲငိုတက်ပါတယ်ရှင့်ဟူ၍ဆရာပုကရှိမလိုလောက်ပြီးမှငိုပြလိုက်တတ်သည်ဤနေရာ၌ သူ့အတန်ဘယ်ကလောက်တက်နိုင်သည်အတန်ပြည့်ရယ်တွင် သူဘယ်ကလောက်ကြွယ်သည်များကိုတဏီအဖြစ်လူသိအောင်လုပ်ပြခြင်းလည်းဖြစ်သည် လူပြတ်များရုပ်သိမ်းမင်းသမီးကြီးဆရာပုနှင့်တတန်လုံးတွဲ၍ကောက်သွားကြသည့်လူပြတ်ကြီးများမှာဥစံတယုံဥကြောင်ကြီးဥဆိုင်ပန်ဥတက်ပန်ဥတောင်ယူစသူတို့ဖြစ်ကြပါသည်ဆရာပုတို့ကြော်သည် ကောင်းသည်ဆိုရ၌ဆရာပုတို့ကကြီးကောင်း၍ကြော်သည်မဟုတ်ပေ အတွဲအဖက်များဖြစ်ကြသောလူပြည့်ကြီးများကလည်းဇက်ထုတ်ဆက်ွက်၌ပညာပြည့်ကြအသေးအပေါကောင်းကြသောကြောင့်ဆရာပို့တို့ရုပ်သေးများမှာပြေဝဆုံလင်ပြီးကောင်းကြခြင်းဖြစ်ပါသည်ရှေးလူပြည့်များသည်ယခုခေတ်လူပြည့်များနှင့်မတူကွာခြားမှုရှိလာသည်ကိုလည်းသတိပြုရပါမည်ယခုခေတ်တွင်ဇက်လူပြည့်ဖြစ်စေအငိတ်လူပြည့်ဖြစ်စေပွဲကြီးပြိတ္တအငင်းကြီးအပန်းကြီးအိတ်ရှင်ကြီး ရှိစရာရွှင်စရာများကိုပြုလုပ်ပေးသူတို့မဟုတ်ကဆုံနေကြသည့်မင်းသမီးမင်းသားများတက်ခတ်ရစေရန်အဆိုအကပြုစဉ်ချက်ဖြဲ့၍နားခွင့်ရစေသူချောင်းဝင်၍ဖြည့်ဖြောသူဟုသည့်သဘောရှိတော်လဲရှိကရုပ်သေးလူပြက်များမှာနှစ်ပါးသွားတွင်လည်းပျော်စရာ ရွှင်စရာယဉ်စရာများပျော်သည်ဇက်ကရာတွင်လဲဇက်တဲ့ကောင်းဇက်ပုတ်ကောင်းများဖြစ်ကြပါသည်အထူးအဖြစ်မင်းသားမင်းသမီးလွန်ခတ်၌ လူပြက်များကတကယ်လွမ်းလာအောင်တဲ့ပို့ပေးနိုင်ကြသူများဖြစ်ကြပါသည်ရှင်းရုပ်သေးလူပြက်များသည်မင်းသားလွမ်းခန်းမင်းသမီးလွမ်းခန်းတွင် သူတို့ကမင်းသမီးမင်းသားတို့နှင့်ကက်လျက်ပါလာကြသည်ပါလာပြီးလွမ်းနေသူပို့၍လွမ်းအောင် အလွမ်းနာအောင် အပြောအဆိုများနှင့် သူတို့ကပို့ပေးနိုင်စွမ်းရှိကြသူများဖြစ်သည်ရှုပ်သေးတွင်မင်းသားမင်းသမီးတို့ကပြိတ္တလွမ်းအောင် အပြောအဆိုအငူများနဲ့တဲတဲပို့ပို့လုံနေခိုင်းလူပြတ်လုံသူကတော့ွက်ကြီးဘလောက်ကြီးဒီကို တွေ့နေစေကမူရှိစရာပြောမဖြစ်ပဲအตาအောင်ဤနေပြီလွမ်းတီထက်လွမ်းအောင်သာတဲပို့ပေးသည် ထိုတော့ွက်ကိုမချုပ်တီးနိုင်မဲဝင်၍လူပြက်က ရှိစရာ ပြောလိုက်ရင်ပြိတ္တဟူဒီမှာရှိစရာရှိကဝေါကနေရှိမိတာဖြစ်သည် ်ရေးချလိုက်ရင်ဆော့ဆော့ကလွမ်းခန့်အတွက်တေပိုးတိဆောက်ပြီးထားသည်။ပြိုကျပြက်စီးသွားပြီးအားလုံးရေခဲဖြစ်တတ်သည်။ဆရာပုတ်ကြီးတို့ခက်ကလူပြက်များသည်မင်းသမီးမင်းသားလွမ်းခန့်၌တကယ်လွမ်းအောင်အသေးအပေါ့သာကောင်းသည်မဟုတ်သည်။သူတို့ကို၌ကဇက်ထောက်တစ်ခု၏ဇက်ကောင်တစ်ကောင်အဖြစ်နှင့်ပြောင်မြောက်ပိတာပိုင်နိုင်စွာကတဲ့ကြံတီများလဲရှိပါသေးသည်ဆရာပုရောဟိတက ရုပ်သေးများကလေးရှိကြသည့်ဆက်များမှာအများအဖြစ်ထိုးဆက်များဖြစ်ပါသည်ရင်းထိုးဆက်များနဲ့ဆရာပုသည်စတောင်သူအောင်ဖြူဆက်တလောင်မမတိုင်းဟန်ဆက်ဝိနုပဆက်မင်းချင်ရွှေမန်ဆက်စကလဆက်ဖိုးထောင်ဝါနုဆက်တန်လက္ခဏဆက်ဝါဖြူဆက်စသည့်ဆက်များကိုကခဲ့သည်ထိုဆက်များနဲ့ဖိုးထောင်ဝါလူဆက်တွင် လူပြက်ဥစ္စန္နာရောသည်မင်းသမီးဝါလူ ဆရာပွင့်မောင်ဖိုးထောင်ခမ်းမကသည်ဥဆန္ဒရောဖိုးထောင်လုပ်ဒီမှာကောင်းလွန်လာသည်ဖြင့်ခြေဘူးသူဆရာပူတို့ဖိုးထောင်ဝါလူဆက်ထုတ်ဆက်တပြားကြားဖို့သူတိုင်းကဖိုးထောင်ကိုမမေ့နိုင်အောင် ရှိကြသည်ရောက်ဖချစ်သူကိုဖိုးထောင်ဟု၍ယခုတိုင်ခေါ်စမက်ပြောစမက်ရှိနေပါသေးသည်ဝိနုပါဆက်ဆိုရင်လူပြက်ဥတပံကခေပတ်လို့ရွှေထွေရာတတူးမှသူ့နေရာကို အစားမထိုးနိုင်အောင်ရှိခဲ့ပါသည် လူပြတ်ဥကြောင့်ပြီးဆိုရင်လဲဖေကျွန်းနှလုံးသည့်အခါအလွန်ကောင်းသည်ဟုကြော်လေသည်အေယဝန်ဆက်တွင်လဲဖုံးညောင်နှလုံးသည့်အခါအလွန်ကောင်းသည်ဟုကြော်ပါသည်ရှေးကရုတ်သေးလူပြတ်တို့၏အရှိသေးကို အနှဲငယ်ခံမန်းနိုင်ရန်ဖိုးထောင်ဝါနုဆက်နိုင်ဥဆန္ဒရောဖိုးထောင်လက်ပုံကလေးကိုရေးပါအောင်မီဥဆန္ဒရော၏အရှုပ်ကလေးမှာရုတ်သေးစင်မော်ရှိအရှုပ်တကားတွင် သူကအသေးဆုံးအယုတ်ကလေးဖြစ်ပါသည်သူ့အယုတ်မှာပစိုးကရောင်းချိုင်းနှင့်ကျေစီထိုးကလေးပါအင်ချီကိုချက်အနက်ကလေးကိုဝစ်လျက်ခေါင်းမော်ရင်းစပင်ကို ပန်းစီကျိုးနှင့်စက်တောင်စီးပြီးဘိုးပွင့်ကလေးဖော်ထားလေသည်အယုတ်ကလေးမျက်နှာမှာမချုံမချင်နှင့်ဆက်ပြဲပြဲကလေးဖြစ်သည်ဖိုးထောင်ဝါနုရိုဇလန်မှာဤတို့ပါသည်ဘရင်တော်အရှိမင်းသားဒေဝကုံမန်သည်ငယ်ကြုံများနှင့်တော်ကစားထွက်ခဲ့သည် တောထဲအရောက်တွင်ဖူးစာရည်နဲ့ကကင်ညီမာလေးဝါနုနှင့်နှစ်ဖူးစာစုံစည်းစေရန်တမင်ရောင်ဆောင်၍မင်းသားကိုမျှခေါ်သည်မင်းသားသည်တမင်နောက်သို့လိုက်ရင်ဖိုးထောင်တို့ဝါနုတို့မောင်နှမတိတ်ကလေးနှင့်နေကြသည့်အနည်းကကြောက်ကြီးထဲလိတ်ကျသွားသည်ဤတွင်ကျောင်းမတည့်ရန်အတန်တန်ကြိုးပမ်းတော်လဲကျောက်ကနှလုံး၏မတက်နိုင်မရှိသည့်ထိုအခါ လူသူရှိကကြားစီတော့ဟု၆ထဲမှနေ၍ကဲပါယူပါအတန်ပေးသည်ဖိုးထောင်တို့မောင်နှမက၆ထဲမှ လူတန်ကြားသည့်အတွန်ကုန်းကြည်ကြသည်ငုံကြည်ကြသည့်အခါချောချောလလမိန်းသားကလေးကိုတွေ့ရသည်ဖြင့်ရိုးသားဖြူစင်သူများဖြစ်ကြသည့်အလျောက်ဖိုးထောင်ကရောဝမ်းလူကပါဗမာမိန်းသားကလေးကိုညီလင်မြင်မြင်ချင်းချစ်ချစ်သွားကြသည်ဝါနုချစ်တီထဖိုးထောင်ချစ်တီကပိုသေးသည်ထို့ကြောင့်ဖိုးထောင်က မင်းသားကိုသူတို့မောင်နှမကခြောက်တွင်းမှကင်ရမည်ဆိုရင်အပေါ်သို့ရောက်သည့်အခါ၌သူ့အမကိုယူပါမည်ဟုမင်းသားကတိပြုမှကင်မည်ဟုဆိုသည်ဤနေရာ၌ရောက်ဖလန်းကိုဖိုးထောင်ကချစ်နေပုံ အမထက်သေးပြီးမဟာတရားနိုင်နေပုံရောက်ဖမျက်နာမမြင်ရမနေနိုင်ပုံတို့ကိုဆန္ဒယောကပြုလုပ်သည့်အခါအလွန်ပွဲကြပြီးပရိသတ်ကဆန္ဒယောရောက်ဖချစ်ပုံကိုမေ့မြအောင်ရှိပါသည် ရောက်ဖန်ကိုပင်ရောက်ဖန်ကိုမခေါ်ရက်ဖိုးထောင်ကရွှေရောက်ဖန်လေးကိုခေါ်၍ဥဆန္နာယောကရောက်ဖန်ချစ်လိုက်ပုံကိုစံချိန်တင်ထားခဲ့ပါသည်ကျောက်ထဲ၌မင်းသားကရေငက်လာသည်ဆို၍မောင်နှမနှစ်ယောက်လက်မောင်းသွေးများဖောက်ပြီးဆင်း၍တိုက်ကြရသည်သည်ပြီးမှခဲရခဲစစ်ကို မတက်နိုင်သည့်မင်းသားအားနှွေကြိုးချပြီး၍ကျောက်ထိပ်မှမောင်နှမကဆွဲတင်ပြီးကယ်ဆယ်ကြသည် ပွဲကြီးကမိမရသည့်ကေပုံကလေးကို ရှေးပါအောင်မီစန္ဒယုတ်ယုတ်ကလေးကဒုက္ခရင်နွယ်ကြိုးတီးပြီးမင်းသားအပေါ်ရောက်လာစေရန်ကြောက်ထိတ်မှကုန်ကုန်ပြီးယုံရှာသည်မင်းသမီးလေးမဝါလူကကျိုးကိုကူ၍ဆွဲသည် သို့သော အောက်မှအထက်သို့ဆွဲရခြင်းဖြစ်၍မင်းသားကတော်တော်နှင့်အပေါ်သို့မရောက်နိုင်စန္ဒယုတ်ယုတ်ကလေးသည်ကုန်း၍ကုန်း၍ယုံရင်းကဆွဲပါဟာမမရဆွဲပါဟာမမရဟုပြောပြောပြီးအကူခိုင်းသည် ရောက်ခဲလာ၍သူ့အမကူပြီးဆွဲမဆွဲပါလေစာဟုလဲကြည့်သည့်အခါဝါနုကလေးမှຫນွယ်ကျိုးကိုမဆွဲဘဲသူကြိုက်နေပြီဖြစ်သည့်ပမာမင်းသားကလေးအားငုံငုံကြည့်နေသည်ကို တွေ့သည်ဖြင့်မောလွန်းသည့်ဖိုးထောင်ကတတွင်းကိုပစ်ခနဲထွေးတဲ့ပြီးအမဆွဲပါဆိုဟိုအထဲကြီးကြည့်သည်အပြဲမှဟိုသူ့အမကို မောမောနဲ့ဆဲသည့်တရုပ်မှကောင်းလှ၍ ပြိတကဖိုးထောင်ကိုရှည်ရတနာရဖြစ်ကြရပါသည်မင်းသားကလေးမြေပြင်ပေါ်သို့ရောက်လာသည့်အခါဝါလူနှင့်မင်းသားတို့ချစ်ကြိုက်သဖြင့်ပေါင်ဖက်ကြသည်ဤတွင်တညသောဝါနု၏မောင်ကြီးပနောသည်လူကောင်းတရားရရင်ကြာမိုင်းဖြစ်မည်ဆိုသဖြင့်လူကောင်းရှာနေသည်ဟုမင်းသား၏ငယ်ချိုများကကြားသည်ဆိုပြီးမင်းသားကိုချုံမော၍တောတွင်မှထွက်ပြေးကြလေသည်အာယုရေကိန်း ဝါနုမေမယာအသက်ခွဲပါလို့လက်ဆွဲတော်ငယ်ကျုံယုံတို့ကရွှေပုံပြဲမယ်လို့ညှိကြတယ်။အမေမင်းမင်းသိရဲ့လားဟုဝါနုအိမ်နေစဉ်မင်းသားကပြောဆိုငိုယူပြီးမင်းညပြည်ပြန်ပြေးကြသည်မနက်လေး၌မင်းသားပြောက်သွားမှန်းသည့်သဖြင့်ဝါနုကမင်းသားကို ထောင်းတောက်အောင်ရှာရင်းလွှမ်းပြီးတငုံငုံတရီရီနဲ့ဖြစ်နေရာဖိုးထောင်ကသူ့အမောင်ကိုချော့ရမယ်စား ငါလည်းရောက်ဖမရှိရင်မတည်မနေတော့ဘူးမမရဲ့ဟုတ်ဆိုကသူ့ဘာရောငူလေသည်ပြီးမှမင်းသားကစာရေးသားထားခဲ့တာကြောင့်မောင်နှမတယောက်မင်းသားရှိရာနန်းတော်သို့လိုက်သွားချလေသည် နန်းတော်ရောက်သည့်အခါဖိုးထောင်တို့မောင်နှမမှာတုံးလေးမှလူမျိုးငယ်များဖြစ်ကြပြီးမင်းသားကမတူတန်ဟုအောင်မေးသည်ဖြင့်ရှက်တော့ကြောင့် ူ့မယားမဟုတ်ရပါဟုညင်းွယ်လေတော့သည်ဝါနုကလည်းဟုတ်ပါသည်ဟုပြောရာရောက်ဖကလေးဖိုးထောင်ကလည်းသူ့အမယောက်ျားဟုတ်ပါသည်ဟုဝင်ရွှေဆွဲသည်မင်းသားကညင်းသည်အခါခါဆွဆွဲသည့်အခါနန်းရွေသားတို့ကဝါနုတို့ကိုပားရိုက်နားရိုက်ပြကြသည်ဤတွင်ဖိုးထောင်ကမမကြီးပြန်ဆို့ပြန်ဆို့ငါဟိုကြတော့မှလင်တရက်ကိုငွေနဲ့ဖြစ်ဖြစ်ဝယ်ပေးမယ်ငါတို့မောင်နှမကချစ်ပေးမယ်သူကမှမချစ်ပဲဟာကြံကြဆိုဟာ ဟုတ်ခေါ်သည်ဝါနုကမူလေမယားပင်တလောက်တော့တီးခံနိုင်ရမှာပေါ်ဟုဆို၍မင်းသားကိုထပ်ခေါ်သည်ကြေးကျုံများကရိုက်ပြန်သည်ဤတွင်ဖိုးထောင်ကပြန်ဆုံးမမရဲ့အပွင့်ရင်အပင်တိရတဲ့မမလူမဟန်တော့ဘူးဟုပြော၍ခေါ်သည်အမလောက်သူကိုခေါ်ပြီးမရရှိစဉ်ကြေးကျုံများကဝါနုကိုမျှော့နေအောင်ရိုက်သည့်အခါဖိုးထောင်မှာမရှိမချိလာသဖြင့်ကိုင်းတီလာကောင်းတယ် လင်တယူမတေဟငါကနင့်ကိုလင်အောင်ဝယ်ပေးမယ်ပြောရင်နဲ့နန်းထဲဆွဆွဲတာတေတာကောင်းနေဟာဟုဒေါသနဲ့ပြောပြီးမဲ့မဲ့ရာကငိုလေသည် ဥစနရောလုံသည့်ဖိုးထောင်မှာတနာစရာချက်စရာရှိစရာရှင်ထုမနာဖြစ်စရာတွေစုံနေအောင်တစ်ဖက်သားခံစားရစေသည့်ဖိုးထောင်ဖြစ်သည်ဖိုးထောင်တို့မောင်နှမမှာဖလိုပင်ရိုက်ပစီနန်းကမခွာပဲရှိကြသဖြင့်ဖခင်က ဝါလူတို့၏ဆွဆွဲချက်မှန်မမှန်တစ္ဆာဆို၍ရေငုံကြစေမည်။မမှန်စကားဆိုသူသည် ရေထဲတွင်ကြကြမငုံနိုင်ပေပေါ်လာလိမ့်မည်ဟုဆို၍ရေငုံခိုင်းသည်။သို့တော်ဘရင်သည် တရားသဖြင့်ရေငုံခိုင်းခြင်းမပြု သူ့သားတော်ကိုနီးဖလန်ရွှေအီတုံတွင်ခြေမကိုသာရေစိမ့်စေရန်စင်စင်၍တောတွင်သူဝါလူကိုကခုနှစ်လန်းနတ်တိရှိကန်တွင် ရေငုံရန်စီစဉ်လေသည်။ ဤအစီအစဉ်ကိုကြားသည့်အခါမတ်ဝါနုမှာမတရားကြံပြီးသူသည်တဖြင့်သူ့ဘက်၌ဘသူမှမရှိရကားမျက်တကြားများကိုတာယာရှာသည်ဝါနုကရုတ်ခင်ငယ်မှထေဝါတောမြိုင်ချာရင်တပင်မပြတ်ဆောင်နေတတ်ပါတဲ့နတ်တကာငယ်လီပင်ချင်ငယ်မှစိတ်မြကျွန်တော်မအားကျွန်တော်မအားကဲကြမဲ့သူတလူမမြင်ဖဲရင်မရှိ းဖြစ်တုံပြီး၍ဥရှိပန်ကြားတိတ်မဲအားတနာတော်မူလွယ်တကူကေတူပေါ်တဲ့ပါစေတာတက်ဖြန်းငယ်မှမြင့်စွာကပလာရင်တော့မကြာမြန်မြန်တင်းကြပါနဲ့မင်းများလေးအိဟူရီတသည်ဣတွင်နဲ့ထွက်လာ၍တေပုတ်ကန်ဆိုးသည့်တရိုးနဲ့ကလျာစေဖြာမင်းကျင့်ရုံးမဖင့်တဲ့ပြည်သူနဲ့သာစိတ်ဝမ်းကွဲအောင်သူတလွဲထားချေသည် တုတ်သားတတ်နံအိရှိစံနိဖလရွှေအင်းတွင်ရွှေအင်းတုံတွင်ခြေကိုတွင်၍ခွန်စင်စင်ဝါလီတော်သူဝါနုဖြူတော်ရှေမူခုနလန်ရှိသည့်ကံအမှန်တွင်၍စင်းငုံစင်မသွေတရားပြတ်ချေသည်ပြတ်စေတော်သည့်တခါငါဒေဝါကဝိစိကကင်းတယုတ်ဖြင့်အတင့်လေတင့်ချေတုတ်ရအောင်စောင့်ချုံလို့နေအောင်မဟာနက်ကအင်တုံတွင်၌ခင်းလုံ၍နေစေ မတရားတဲ့မင်းရုံမှာကင်းတုတ်ကခြေကိုဖော်လိုက်မယ်တင်ကြော်ရိလက်ရည်ရောလီဟိဟူနတ်ကပြောပြီးမင်းသားခြေကိုတုတ်တဲ့ဖြင့်မင်းသားမှာခြေမကိုရေကြကြမစိမ့်နိုင်မဲအော်ပြီးစက်ခနဲ့ဖော်ယူလိုက်တော့ကြောင့်မင်းသားရှုံးနေသည်ဤတွင်စနရောအယုတ်ကလေးဖိုးထောင်ကထကပါလေတော့သည်ဒါကြောင့်မို့ဟုတ်ပါရဲ့ဆိုရွှေရောက်ဖရင်မင်းမို့ပေါင်းသိမ့်ခဲ့တဲ့မယားရရဆက်ဆက်ရှိုက်ပါပေဟုလေးလည်းအပြစ်တင်လိုက်သည် ဤဖိုးထောင်ဝါလူဆက်တွင်ဥဆန္ဒရောက ဖိုးထောင်လို့၍အသေးအပုတ်ကောင်းလို့သဖြင့်အပွဲကြည့်များမှာလူမျိုးစုမောင်နှမကိုတနာရချေရရေရငိုရသည်မှာအမောဖြစ်တော်သည်လူပြတ်ဥဆန္ဒရောသည် အလွမ်း၌တကယ်လွမ်းအောင်ပို့ပေးတိုင်၍ရှိစရာကိုလည်းတကယ်ရည်ရအောင်ရည်ရင်ချစ်ချစ်နဲ့ရှိစရာပြောတတ်သူဖြစ်သည် လူပြက်ဦးစံနေရောမှာစကိုင်းအနောက်ဘက်မှာစင်တိတ်ရွာသားဖြစ်၍လူအမည်ကိုပိုးဖြစ်ပါသည် ပြပြောနေတတ်သူကြီးသည်ဦးကြောင်မီးမှာလူမင်းကိုကျော်သားဖြစ်၍မြင်းငူစကိုင်းသားဖြစ်သည် သူ့လူပြက်ရုပ်ကလေးမှာကတုံးကလေးနှင့်ကျဲစီအင်ကြီးလေးနှင့်ပစိုးကောင်ကြောင်ကလေးနှင့်ဖြစ်တဲ့ဦးကြောင်မီးမှာမကျမ်းမဲနဲ့ရေစရာအပြောကောင်းသူဖြစ်ပြီးအသက်80ကျော်မှဆုံးသွားသည် ဦးကြောင်မြင့်သည်နှက်ပြက်လောက်ရာကစကြောလာသူဖြစ်သည်ဖြင့်သူ့ကိုဆော့ဆော့ပိုက်ကနှက်ကြောင်မြင့်ဟုပင်ခေါ်ကြသည်ဆရာကြွယ်ကြီးနှင့်တွဲ၍တူလုံးသည့်ရွှေကျွန်းနှင့်မှအလွန်ကောင်းသည့်အခန်းဖြစ်သည် လူပြက်လုံးနှင့်ပင်ငွေများစုဆောင်မိ၍မြင်းငူနေတွင်လေယာများအများကြီးဝယ်နိုင်ခဲ့သည် သူတည်သည့်အခါကျင့်ရသူများအမွေခွဲမပြကြရင်တတော်နှင့်စာပနာမကျင်းပနိုင်မဲအလောင်းအပုတ်ခံရသည် ဥဆိုင်ပန်းမှာငင်းမူသားဖြစ်၍ပညာကောင်းသူတိတ္တာမှောက်နိုင်သူဖြစ်သည်။ဆရာပု၏မင်းသမီးကျိုးဆွဲမှာကိုမုံဖြစ်သည်။ကျိုးဆွဲကိုမုံအနေအနေဆာရောက်သည့်အခါကိုဆိုင်ကဆွဲသည် မင်းသားကျိုးဆွဲမှာဥဆောင်ဖြစ်သည်။ငင်းမူရန်ဂိုင်းထောက်ကြောင်းမှရခဲ့သည့်ဤအယုတ်ကလေးကိုငင်းမူရန်အရှိတ်ပုံနှမ်းချိန်မှရနေသည့်ဆိုင်နောက်ထိုင်အမဆိုင်ခုံကိုပုံက လမိုင်းရှိသည်ဟုဆိုပြီးဆောင်းထားလေသည်ယခုအဝိစားများမှာကိုပုံစင်ထားသည့်အဝိစားများဖြစ်သည်အပိုင်းဆက်ကိုဆက်လက်ဆောင်ရနာဆင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်